ကျွန်တော်တရေနဲ့ပတ်သက်ပြီးတော့တိတ်အဲ့လိုမပတ်သက်ဘူးကျွန်တော်ဝေးဝေးပဲနေတယ်ကိုထာနဲ့ကိုပဲတော့တိတ်တော့မသိဘူးမဖဲဟွာအကောင့်ကြီးထမ်းလာတယ်ဆိုလားမသိဘူးအဲ့လိုကြားဖို့ရတယ်ဟုတ်တယ်ဟောအကောင့်ကိုရှင်းတာဟိုဖြားလိုက်နဲ့ကကြတော့ဟိုဖြားလိုက်ကိုထမ်းဟာလာကျွန်တော်မဟုတ်ဘာဖြစ်လို့ဆိုငငယ်တော့အဲ့လိုတငယ်ချင်းတွေအတကုံစော့တယ်ဒီကျွန်တော်မပါဘူးအဲ့ကြောင့်ကျွန်တော်အဲ့တမိုင်းနေလည်းမသိဘူးကျွန်တော်စိတ်လည်းမဝင်စားတရေအထီးပဲပြည့်အမပဲပြည့်မပတ်သက်ဘူးရတယ်လူတွေနဲ့ပဲပတ်သက်မယ်ကျွန်တော်တိတ်မပတ်သက်ခြင်းဝေးဝေးနေကြောက်တော့မကိုဘွားနဲ့ကိုနေကြတာဂျီမီ ခြေမင်းအမဟုတ်ကျွန်တော်အရန်မပြဲပါဘူးခုနကကျွန်တော်အရန်ပြဲမယ်တရေကြီးကိုနေပါမဟုတ်ခဏလေးတရေကိုဘယ်လိုသွားပြဲမှာခဏကိုနေဝင်းပြဲတယ်လို့မျိုးလားကျွန်တော်ဘတော်မှမလုပ်ဘူးအဲ့လိုမျိုးခါပြန်ပြေးခြင်းတော့ပြီလေမပါပါကိုနေဝင်းလုတ်တယ်လို့ဟာကျွန်တော်ဘရောမအပြင်လောကမှာလုံးမမော်အဲအောင်ကြိုက်တဲ့ကောင်လာခဲ့ရိုက်ပလိုက်မယ်တော့ထုပလိုက်မယ်အဲလိုကျွန်တော်ဘရောမမလုံးလူကိုလည်းစိတ်မကောင်းဘူးတရေကိုလည်းစိတ်မကောင်းဘူး never ိန်ရှင်ယတနာဝယ်ယူမယ်ဆိုရင်မြမစိန်ရှင်ယတနာလောကမှာစိန်ရည်သွေးကောင်းဆုံးနဲ့အာမခံချက်ရှိဆုံး brand စိန်ဆိုင်ကြီးစိန်ဆိုရင်စိန်နှန်းတော့ တရေကတရေကထပ်ပို့တဲ့တခြားအဲ့လိုတွေးစရာလေးအဲခံစားရပါတယ်ဒီဒီဟာပထမကျွန်တော်ညမင်္ဂလာကြည့်ရဲကအဲ့လိုမျိုး feeling ပဲပေါ့နော်အခုဒုတိယတစ်ခေါက်ဒီ Pandora လာကြည့်တော့လေအဲ့ feeling မျိုးထပ်ရအောင်ဟုတ်ဟွာပေါ့အဲဟွာကိုချမ်းသာဖိတ်လို့ပါကိုချမ်းသာရအောင်မင်းဒီရုပ်ရှင်တော့လာကြည့်ကြည့်လိုက်ပါညာဆိုပြီးပြောအဲ့ဒါလာကြည့်ပြလာကျွန်တော်ကတရေကအဲ့ကျွန်တော် sci-fi ကြိုက်တယ်တကယ်ကျွန်တော် ဆိုင်ယန့်ဖစ်ရှင်ကိုကျွန်တော်သဘောကျအဲကျွန်တော်ကြည့်လို့ရှိရင် Star Wars တို့ပါလို့ကြည့်တယ်ကျွန်တော်ကတော့အဲ့လိုတရေကတဲ့အဲ့လိုအာဂါသနဲ့ပတ်သက်တာတို့ပါလို့ဆိုလို့ရှိရင်ကြားတော့ပါပြီကြည့်တရေကတော့အရင်မကြည့်ဘူးဘာဖြစ်လို့မပတ်သက်ချင်ဘူးအဲ့ဒီစိတ်တွေမဝင်ညံလို့ကြောက်ကြောက်တာအဲ့တော့ကြောက်တာဗောဩတရေမကြောက်တဲ့လူဘယ်သူရှိမှာကိုယ်ကမမြင်ရတဲ့ဟာကြီးကိုဘယ်လိုလုပ်ဟိုဟာဖြစ်လို့ရအောင်ကြောက်တယ်ဟုတ်လားတရေမကြောက်ဩမယုံလို့နေမှာဗောကျွန်တော်ကတရေရှိတာယုံတယ် ရုံနဲ့မပတ်သက်ဘူး။တရင်နဲ့ပတ်သက်တဲ့အမှတ်တရပေါ့နော်။တောကြီးအကျဲတရင်တရင်နဲ့ပတ်သက်တဲ့အမှတ်တရဆိုရင်ကျွန်တော်အဲတရင်6ခံသူနဲ့ပတ်သက်မယ်ဆိုရင်တော့အချောက်ခံဘူးလေအချောက်မခံဘူးအဲ့ဒါပဲရှိမှာပေါ့။ဆိုတော့တရင်နဲ့ပတ်သက်တဲ့အမှတ်တရဆိုရင်ကျွန်တော်ငငယ်တုန်းက9တန်း8တန်းလောက်ကနေမယ်။အဲတုန်းကကျွန်တော်တရင်6ခံဘူး။ဒါပေမဲ့အဲတုန်းကជីជីမမမဟုတ်ပါဘူး။ကျွန်တော်မန္တလေးမှာကျွန်တော်အတော်ကြီးအိမ်မှာနေတုန်းကအဲတုန်းကတကားလာခောက်တယ်ဗျ။တကားလာခောက်တော့နှစ်ခါခောက်တယ်။ နှစ်ခါလုံးသွားဖွင့်တယ်ဘယ်သူမှမရှိဘူးအဲ့တော့နောက်ဆုံးတစ်ကောက်ဖွင့်လိုက်တဲ့အချိန်မှာကြောင်လေးတစ်ကောက်ဝင်လာအဲ့ဒါကိုကျွန်တော်အမေကလိန်ပြီးပြောတယ်ကြောင်လေးကတကားခောက်တာနေမှာပါအဲ့ဒါကိုကျွန်တော်ကလည်း9တန်းဆိုယုံတယ်ဩအေးဘောကြောင်မဲခောက်တာနေမှာပြီးတော့မှအတကြီးတော့မှပြန်စင်းသားတာအမေအဲ့ဒါကြောင်ကတကားဘယ်လိုခောက်မှာလဲဗောနော်ကြောင်ကြောင်ကချစ်ပဲချစ်မှာလေလက်သေးတွေပိုင်းနဲ့ချစ်မှာဗောချစ်တဲ့အတန်ကြောင်ဒါပေမဲ့အဲ့လိုတကားခောက်တာအမေအဲ့တော့ကတအားလိန်တယ်ဗောနော်တကယ်တော့တာတည်းရဲ့6ခံခဲ့ရဟုတ်တယ်မလားတော်တော်ကြာတော့မှသူကပြန်ပြောတာဟုတ်တယ်နေတည်းရဲ့6ခံအဲ့အဲ့အမတ်တရပဲရှိဘူးအမ်မကြောက်ပါဘူး အဲ့အချိန်တော့တရေချောက်ခံရမှာသိရင်တော့ကြောက်မှာပေါ့အတော့ပြီးတော့အဲ့အရင်ကတရေချောက်နေတယ်ကျွန်တော်အကိုပြောပြတာကျွန်တော်ကြီးမှသိတာအချိန်တော့သိတာဟုတ်တယ်မနေ့ဝင်နေပြီပြောကျွန်တော်အတော်ရလဲပြောင်းသွားပါတယ်ဟိုတရေနဲ့ပတ်သက်တာထက်လေအဲ့လိုဒီဒီရိုက်တဲ့အဲဒီဒီရေးရလဲသူ့ပဲနဲ့တူတယ်နော်ကျွန်တော်တိတ်ချမသိလို့ဟိုအဆုံးနဲ့ထိလဲမကြည့်လိုက်ရအောင်အဲ့သူ့ဟာကတကယ်ကဒီမှာအဲ့လို ကျွန်တော်အရင်လည်းမပြောချင်ဘူးတလားဇလန်အဆောင်အဲ့လို fine တယ်တရေကထပ်ပို့တဲ့ဟာလို့ခုနပြောတဲ့ပုံစံပဲပေါ့နော်အဲ့လိုအဲနှုံတဲ့ကောင်ခမ်းမှာလဲတဲ့ကောင်စားမှာအဲအဲ့လိုမျိုးလေးချမ်းလာတရေကထပ်တခြားအလေးတွေကိုကျွန်တော်ပို့သဘောကျတယ်ပေါ့နော်ကျွန်တော်အရင်မသိဘူးမအောင်ဖြူအကြောင်းလည်းကျွန်တော် history လည်းသိမသိဘူးမဖဲဝါဟာလည်းတိတ်တော့မသိဘူးမဖဲဝါအခောင်းကြီးထမ်းလာတယ်ဆိုလားမသိဘူးအဲ့လိုကြားဖို့ရတယ်ဟုတ်တယ်အခောင်းကြီးရတာဟိုဖြာလိုက်နေကကြတော့ဟိုဖြာလိုက်ကိုထမ်းလာ ဟာလာကျွန်တော်မဟုတ်ဘာဖြစ်လို့လဲငငယ်တော့အဲ့လိုငငယ်ချင်းတွေအတကုံစော့တယ်လीကျွန်တော်မပါဘူးအဲ့ကြောင့်ကျွန်တော်အဲ့တမိုင်းနေလည်းမသိဘူးကျွန်တော်စိတ်လည်းမဝင်စားကြောက်တော့မကိုဘွားနဲ့ကိုနေကြတာဂျီမီဂျီမီမင်းတေရရမြင်းနီးခြင်းကိုမပတ်သက်ခြင်းကိုရတယ်တရေအထီးပဲပြီးအမပဲပြီးမပတ်သက်ကိုရတယ်လူတွေနဲ့ပဲပတ်သက်မယ်ကျွန်တော်တိတ်မပတ်သက်ခြင်းဝိုးဝေးနေတွေးပြီးတော့မကြောက်အဲ့လိုမြင်ရရင်တော့ကြောက်မှာပါဗျာတွေးပြီးတော့တကူတကိုင်မကြောက် တွေးတရားတခြားကိစ္စတွေပြဿနာတွေအများကြီးလူလူပြဿနာတွေအများကြီးတရေကိစ္စအဲ့လိုမစင်းလာနဲ့ကျွန်တော်အိမ်မှာအဲ့လိုမျိုးတယောက်တည်းဖြစ်တဲ့အချိန်တွေဘာညာဆိုလို့ရှိရင်တော့အဲ့လိုအဲဟောမြန်နောက်ကကြည်နေလားမသိဘူးလို့ဘာလို့အဲ့လိုမျိုးအတွေးတော့ဝင်တာပေါ့ဒါပေမဲ့အဲ့အတွေးဝင်လာရင်ကျွန်တော်ချက်ချင်းဖြတ်ပလိုက်ဖြတ်ပလိုက်လို့ဆိုတော့အဲ့အတွေးကိုတစ်စက်မှအဝင်မခံဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်မြင်တဲ့ဟာကိုပဲကျွန်တော်ယုံမယ်ပေါ့ကျွန်တော်အဲ့လိုမျိုးစိတ်ကကိုယ်ခြောက်ချားနေတဲ့ဟာကြီးကိုကျွန်တော်ထည့်မတွေးဘူးပေါ့အဲ့လိုပဲ အဲ့လိုပဲနေထိုင်လိုက်တာကိုဘွားအတွက်အဆင်ပြေပါတယ်မရှိဘူးကျွန်တော်ဘယ်တော့မှတရားလည်းမတော်ဘူးဝေဝေအဲ့လိုမျိုးအခြေအနေဘယ်တော့မှမဖန်တည် never မျက်နှာတည်ရင်တော့အဲ့လိုခေါင်းလျှော်တဲ့အချိန်ရေချိုးတဲ့အချိန်မျက်လုံးမိတ်တာလို့ရှိရင်ငါ့ကိုတကောင်ကောင်ကြည့်နေမလားဆိုပြီးအဲ့လိုဖက်ကနေလမ်းကြည့်ရတော့ပါအဲ့လိုတော့ရှိအဲ့ဒါလူတိုင်းဖြစ်တယ်လေအဲ့လိုအချိန်တော့ရှိအဲ့ဒီအချိန်ဆိုရင်ချက်ချင်းအဲ့လိုမရမကအဲ့လိုပုတ်ပြီးတော့အတင်းလှမ်းကြည့်တယ်ဒါမှမဟုတ်ဘေးနောက်မှမရှိဘူးတော့ okay ပြီးတော့အဲ့တော့ငါခေါင်းပြန်လျှော်မယ်ပြန်လျှော်မယ်မှန်နေပါလိမ့်ကြည့်ရမှန်ကြည့်ရင်လည်းမဖြစ်တော့မှဖြစ်ပါ ကျွန်တော်တရေနဲ့ပတ်သက်ပြီးတော့တိတ်အဲ့လိုမပတ်သက်ဘူးကျွန်တော်ဝိုးဝေးပဲနေတယ်ကိုထာနဲ့ကိုပဲအမဟုတ်ကျွန်တော်အရန်မပြဲပါဘူးခုနကျွန်တော်အရန်ပြဲမယ်တရေကြီးကိုနေပေါ့မဟုတ်ခဏလေးတရေကိုဘယ်လိုသွားပြဲမှာခဏကိုနေဝေးပြဲတယ်လို့မျိုးလားကျွန်တော်ဘရောမှမလုပ်အဲ့လိုမျိုးကိုနေဝေးလုပ်တယ်လို့ဟာကျွန်တော်ဘရောမှအပြင်လောကမှာလုံးမမော်အဲ့အောင်ကြိုက်တဲ့ကောင်လာခဲ့ရိုက်ပလိုက်မယ်တော့ထုပလိုက်မယ်အဲ့လိုကျွန်တော်ဘရောမှမလုပ်အဲလူလည်းစိတ်မကောင်းဘူးတရေကိုလည်းစိတ်မကောင်းဘူး never အကုန်လုံးအရမ်းမိုက်တယ်ဟိုသူကပိုးပါတယ်အစောကြီးတယ်ပြီးတော့သူတို့ကြာပြောမယ်ဆိုကိုနေမကအရင်ကားတွေထဲအဲ့လိုချောလာတယ်လို့ရုပ်ရှင်လားဟိုကျွန်တော်တော်မယ်မထင်ဘူးအဲ့ဘက်အချမ်းပါလိကိုကိုတေးဥဆောင်တာညမ်းမယ်လို့ထင်တယ်မသိဘူးဟွာပေါ့စ조사ကြည့်လို့ဥမာအခွင့်ရေးပေးလို့ရှင်တော့မသိပါဘူးမသိမဟုတ်ကျွန်တော်တေးရုပ်ရှင်ရိုက်ဖို့အရင်ဆုံးစဉ်းစားပါအောင်မယ်မသိပါဘူး ဟိုဒီဒီကကသူကပထမတကားရဲ့အတိုင်းပဲကျွန်တော်သဘောကျတယ်သူကအဲ့လိုတရေကားဆိုလို့ရှိရင်တရေကားအဲ့လိုမှုတစ်ခုလည်းပေးတာမဟုတ်ဘူးအဲ့လိုချားအဲ့လိုစဉ်းစားတရားလေးပါတယ်ပေါ့နော်ကျွန်တော်သဘောကျတယ်ဒီကအဲ့တည်းမှာအကြိုက်ဆုံးဟာဆိုလို့ရှိရင်ဇလန်းကြိုက်တယ်ပြီးတော့နောက်တစ်ခုကအဲ့ character တွေထဲမှာဆိုလို့ရှိရင်ကျွန်တော်အဲ့အဲ့အောက်လန်းဆရာကြီးရဲ့ character ကိုသဘောကျတယ်သူရွှေ့သွားတဲ့အကွက်တွေအရန်မိုက်တယ်ပေါ့နော်သူ့သဘောကျတယ်အဲ့တော့ကြိုက်တယ်ဆိုလို့ရှိရင်တရေကကြိုက်တဲ့လူတွေလာပြီးတော့ကြည့်ကြပါ